င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကတဲ့နေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စကောင်စီကဒီပါနိုင်ငံတွေကနေခွင့်နဲ့မြန်မာနိုင်ငံကိုပြန်လာမယ်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားလူထုမှတွေကိုပြပပြန်လဲထွက်ခွာခွင့်မပြုတော့တဲ့အမိတ်အစ်စ်ကိုချမှတ်လိုက်ပြန်ပြီဆိုပါနဲ့အကြံဖတ်စကောင်စီက ူလောက်ခန်းနတ်စီရီယံဝန်ထမ်းတွေကိုပြီးခဲ့တဲ့2020ရွေးကောက်ပွဲကမဲမတမာမှုနဲ့တရားမဲ့ပြုကျင့်မှုစုံစမ်းတွေ့ရှိချက်ဆိုတဲ့သူတို့ရဲ့အစီရင်ခံစာတွေကိုဝင်ရောက်ဖတ်မဲ့သူနည်းနေတဲ့အတွက်ဝန်ထမ်းတိုင်းမဖြစ်မနေဖတ်ရမယ်ဆိုပြီးထမှန်ညွန်ကြားလာပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖတ်စကောက်စီကပြည်ပနိုင်ငံတွေကနေခွင့်နဲ့မြန်မာနိုင်ငံကိုပြန်လာမယ် အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားအလုပ်သမားတွေကိုပြပပြန်လဲထွက်ခွာခွင့်မပြုတ်တော့တဲ့အမိတ်အစ်စ်ကိုချမှတ်လိုက်ပြန်ပြီလို့ပြပလုပ်ငန်းအေဂျင်စီတွေကရင်ုံခစ်တဲ့ကိုပြောပါတယ်။ဒါကတော့လက်ရှိမှာအချမ်းဖက်စစ်ကောင်စီကအစ်စ်ခန့်လိုက်တဲ့အလုပ်သမားဝင်ကြီးအစ်စ်ချစ်ဆွေဆိုတဲ့သူဟာအခု February လာစမ်းပိုင်းကစပြီးအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့စီကန်းအစ်စ်အမိတ်ညွန်ကြားချက်အစ်စ်တွေဇက်တိုက်ထုတ်နေရမှာအခုလိုပြပကနေခွင့်နဲ့မြန်မာနိုင်ငံပြန်လာမယ့်အလုပ်သမားတွေတဲက စစ်မှုထမ်းဖို့အကျုံးဝင်တဲ့အမျိုးသားတွေကိုပြပပြန်ထွက်ခွင့်ပိတ်ပင်လိုက်တဲ့ညှို့ကြချက်အစ်စ်ကိုပါထပ်ပြီးချမှတ်လိုက်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်လက်ရှိပြည်တွင်းကိုခွင့်နဲ့ခဏပြန်လာတဲ့အလုပ်သမားတွေတဲကစစ်မှုထမ်းဖို့အသက်အရွယ်ထဲမှာအကျုံးဝင်တဲ့သူတွေဟာပြပပြန်ထွက်ခွင့်မရှိတော့သလိုအကယ်လို့ပြန်ထွက်ချင်ရင်တော့သူတို့စစ်ကောင်စီရဲ့ဝင်ကြီးဌာနကစီစစ်မှုတွေနဲ့အတူသူတို့ခွင့်ပြုချက်ရမှာပဲထွက်ခွင့်ရှိတော့ပြီဒါဟာအဲ့ဒီလိုခွင့်နဲ့ပြန်လာတဲ့အလုပ်သမားတွေတင်မကား လက်ရှိပြည်တွင်းကနေပြည်ပထွက်အလုပ်လုပ်မဲ့သူတွေလည်းဒီအတိုင်းပဲသူတို့စစ်ကောင်စီကခွင့်ပြုချက်ရမှသာပြည်ပထွက်ခွင့်ရှိမှာဖြစ်တယ်လို့ပြည်ပအလုပ်ကိုင်အေဂျင်စီရဲ့လုပ်ငန်းရှင်တဦးကပြောထားပါတယ်တစ်ဖက်မှာလည်းအဲ့ဒီအကြံဖက်စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးအစ်စ်ချစ်ဆွေဆိုတဲ့သူကပြည်ပကိုအလုပ်သမားတွေစေလွတ်မှုတွေပါကန့်တက်လိုက်ပြီဖြစ်တယ်လို့သူတို့ ပြောတာကတော့အလုပ်သမားတွေစီကနေအခွန်ငွေတွေရတဲ့တဲ့လောက်မရတဲ့အတွက်လက်ရှိပြည်ပကိုအလုပ်သမားစေလွတ်ဖို့ထက် ပြည်ပမှာရှိတဲ့အလုံသမားတွေစီကနေအခွန်ငွေရဖို့ကိုတာဦးစားပေးကောက်သွားမယ်ဆိုပြီးတော့ပါညွန်ကြားထားသလိုဒါကလည်းဇန်နဝါရီလအတွင်းပြုတ်လုသွားတယ်သူတို့ရဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မဲအွန်လိုင်းကိုတိုင်ကပါပြည်ပရောက်အလုံသမားတွေစီကနေအခွန်ငွေရတဲ့တလောက်မရဘူးဆိုပြီးတော့လဲပြောသွားပါတည်တယ်အဲ့လိုအကြမ်းဖက်မဲအွန်လိုင်းပြောဆိုပြီးတဲ့နောက်မှာပဲအခုလိုပြည်ပနိုင်ငံတွေကနေခွင့်နဲ့မြန်မာနိုင်ငံကိုပြန်လာမဲ့အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားအလုံသမားတွေကို ပြည်ပပြန်လဲထွက်ခွာခွင့်မပြုတော့တဲ့ညှို့ချချက်အသက်တွေအလုသမားဝင်ကြီးအသက်ချစ်ဆွေဆိုတဲ့သူကထပ်မံချမှတ်လိုက်ပြန်တာဖြစ်တယ်လို့ပြည်ပအလုပ်ကန်အေဂျင်စီရဲ့လုပ်ငန်းရှင်တဦးကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာလေအချမ်းဖက်စက်ကောင်စီကတူလောက်ခန့်နန်စီရီယံဝန်ထမ်းတွေကိုပြီးခဲ့တဲ့2020ရွေးကောက်ပွဲက မဲမသမာမှုနဲ့တရားမပြုကျင့်မှုစုံစမ်းတွေးရှိချက်ဆိုတဲ့သူတို့ရဲ့အစီအခံစာတွေကိုဝန်တန်းတိုင်းမဖြစ်မနေဖတ်ရမယ်ဆိုပြီးထပ်မံညွှန်ကြားလာပြန်တယ်လို့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအရာရှိတဦးကရင်ုံခစ်တက်ကိုပြောပါတယ်လက်ရှိမှာလဲအချက်ဖတ်စစ်ကောင်စီရဲ့ဝန်ကြီးဌာန website တွေမှာအဲ့ဒီသူတို့တင်ထားတဲ့2020ရွေးကောက်ပွဲမဲမသမာမှုနဲ့အစီအခံစာကိုဘသူမှဝန်မဖတ်ကြပဲကြည့်ရှုသူအလွန်နှဲပါနေတဲ့အတွက်သူတို့စစ်တပ်လက်အောက်ခံဝန်ထမ်းတွေကိုပါမှတ်ချက်တွေဝင်ရေးဖို့ စစ်ကောင်စီကအမိန်ထုတ်ခဲ့ပါသေးတယ်။အဲ့လိုအမိန်ထုတ်လဲသူတို့ရဲ့အစီရင်ခံစာတွေကိုဝင်ဖတ်မဲ့သူမရှိပြန်တဲ့အတွက်စစ်ကောင်စီကနောက်တစ်ခါထပ်ပြီးသူတို့တင်ထားတဲ့2020ရွေးကောက်ပွဲကမဲမသမာမှုနဲ့တရားမဲ့ပြုကျင့်မှုစုံစမ်းတွေးရှိချက်အစီရင်ခံစာတွေကိုဝင်တန်းတိုင်းမပစ်မနေဖတ်ရမယ်ဆိုပြီးတော့ပါထပ်ပြီးညွှန်ကြားလာပြန်တာဖြစ်သလိုအဲ့ဒီအစီရင်ခံစာတွေကိုကြည့်ရှုသူဘယ်လောက်ရှိသလဲဆိုတာကိုလည်းအထက်ကိုအစီရင်ခံစာတင်ပြရတာဖြစ်တဲ့အတွက် ဌာနဆိုင်ရာဝင်ကြီးဌာနတွေကနေကြည့်ရှုသူမရှိပဲရှိတယ်ဆိုတဲ့ပုံစံတွေနဲ့အလိမ်ညာတွေလှုပ်ပြီးတော့ကိုတင်ပြရတဲ့အထိဖြစ်နေတယ်လို့လဲစေကောင်းစီလက်အောက်ခံဌာနဆိုင်ရာအရာရှိတဦးကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ပြည်သူတွေက NLD ပါတီကိုသာပြက်ပြက်တတ်တတ်မဲပေးရွေးချယ်ခဲ့ပြီမဲ့စစ်ကောင်စီကတော့သူတို့ရဲ့အရှုံးကိုလက်မခံပဲဒါကိုမဲမတမာမှုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်အာဏာသိမ်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကပြီးခဲ့တဲ့လရှုံမြို့သိမ်းတိုက်ပွဲမှာအကြီးအကျယ်ဆုံးရှုံးပြီး MNDAA ရဲ့စစ်တုံးမှဖြစ်ခဲ့တဲ့အဂျမ်ဖက်စစ်ကောင်စီတပ်ကဗိုလ်မှူးချုပ်တန့်တင်ဆိုးဆိုးတဲ့သူဟာဟိုပုံတမတော်ကွန်ပျူတာနဲ့ဤပညာသိပ်ပံကျောင်းအုပ်အဖြစ်ခန့်အပ်ခံရပြီးတဲ့နောက်စစ်မှုထမ်းတပ်သားအစ်စ်တွေကိုကင်တွယ်ထွက်ကြိုတာတွေလုံနေပြန်တယ်လို့သိရပါတယ်။ဒါကတော့ဖေဖော်ဝါရီလ19ရက်နေ့ကပဲစစ်မှုထမ်းတင်တဲ့အပတ်စဉ်30တပ်သားအစ်စ်တွေဟာဟိုပုံတမတော်ကွန်ပျူတာနဲ့ဤပညာသိပ်ပံကျောင်းကိုရောက်လာတဲ့အချိန် အဲ့ဒီလာရှိုမျိုးသိန်းတိုက်ပွဲမှာ MNDAA ရဲ့စစ်တုံးမှဖြစ်ခဲ့တဲ့အဂျမ်ဖက်စကောက်စီတက်ကဘုံမှုချုပ်တန့်ထင်ဆိုးဆိုတဲ့သူကကြောင်းအုံအဖြစ်နဲ့သူကိုယ်တိုင်တပ်သားအစ်တွေကိုထွက်ပြီးကြိုးစိုးတာတွေလုပ်နေပြန်တယ်ဆိုပါလေအဲ့ဒီအဂျမ်ဖက်စကောက်စီတက်ကဘုံမှုချုပ်တန့်ထင်ဆိုးဆိုတဲ့သူကပြီးခဲ့တဲ့လာရှိုမျိုးသိန်းတိုက်ပွဲမှာအကြီးအကျယ်စစ်ရှုံးပြီး MNDAA ရဲ့စစ်တုံးမှဖြစ်ခဲ့ရာကနေညှိနှိုင်းမှုတစုံတရာနဲ့ပြန်လွတ်လာပြီးတဲ့နောက်အဲ့ဒီဘုံမှုချုပ်တန့်ထင်ဆိုးကို ဖေဗူလာ၈ရက်နေ့မှာတော့စစ်ကောင်စီကဟိုပုံးကွန်ပျူတာနဲ့ဤပညာသိပ္ပံကြောက်အုပ်ကြီးအဖြစ်ခန့်အပ်လိုက်ပြန်တာဖြစ်ပြီးအခုအခါအဲ့ဒီလိုအကြီးအကျယ်စစ်ရှုံးခဲ့မှုတဲ့ဗိုလ်မှူးချုပ်တန်းထင်ဆိုးဆိုတဲ့သူကပဲဟိုပုံးမှာစစ်မှုထမ်းတသားအစ်တွေကိုကင်တွယ်ထွက်ကြိုတာတွေလုပ်နေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းကကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ gate scan ၃ခုကို GNLAPD ရဲ့ပူပေါင်းတပ်တွေကတိမ့်ပိုက်မှုအတွင်း စေကောင်းစီတပ်သား6ဦးကတော့အသေးသေးသိကုန်ကြတဲ့အပြင်ကျန်တဲ့စစ်သားတွေကတော့ထွက်ပြေးကုန်ကြပြီလက်နက်ခဲယမ်းတချို့လည်းတင်းကြီးရရှိခဲ့တယ်လို့ကဲညူဘ ਹੁ ကနေသတင်းထုတ်ပြန်ထားပါတယ်ဖေဗူလာ15ရက်နေ့ကပဲကြောက်ကြီးမြို့နယ်ထဲမှာရှိတဲ့အချမ်းဖက်စစ်ကောင်းစီရဲ့နရွယ်ပင်ဂိတ်စကန်ထိန်တပင်ဂိတ်စကန်နဲ့ကျွဲကုန်းကျေးရွာဘေးဂိတ်စကန်စုစုပေါင်း3ခုကိုကန်နလီပီတဲ့ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်းစီတပ်သားစုစုပေါင်း6ဦးကတော့အသေးသေးသိကုန်ကြပြီး ကျန်တဲ့စစ်သားတွေဟာအကုန်လုံးထွက်ပြေးသွားကြတယ်လို့ထေသွားတဲ့စစ်သားတွေရဲ့မသားအလောင်းတွေစီကနေလက်နက်ခဲယံတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့ကျန်းယူဗဟိုကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြို့တဝိုက်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုအရကတတော်အေအေကစတင်တိုက်ခိုက်လာနေရမှာစစ်ကောင်စီဘက်ကတိုက်ပွဲနဲ့မဆိုင်တဲ့အယက်သားပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်တွေမိလောင်ပျက်စီးထားတယ်လို့ရခိုင်ဒေသသတင်းရင်းမြစ် Arkan Princess Media ကသတင်းဖော်ပြထားပါတယ်။ဒါကတော့လက်ရှိရခိုင်ပြည်နယ်မှာအာရခတတော် AA ကတိမ့်ပိုက်ဖို့စစ်တွေးမြန်အောင်နဲ့ကြောက်ဖြူမြို့သုံးမြို့ပဲကြံတော့တဲ့အထက်ကလက်ရှိစစ်တွေးမြို့ပတ်လည်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအာရခတတော် AA ကနေစတင်တိုက်ခိုက်ဓာတ်တွေလုပ်နေပြီလို့သိရပါတယ်။အချမ်းပတ်စကောင်စီဘက်ကတော့ခန့်စစ်တွေပြင်ပြီးပြန်လဲတိုက်ခိုက်နေပြီမဲ့ဖေဗူလာ9ရက်နေ့ကတော့စစ်တွေမြို့နယ် ဇော်မတက် ခြေရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်တဲ့အရသာပြည်သူတွေနေထိုင်ရာခြေရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့တောင်းလျှောက်ပစ်ခတ်မှုကြောင့်လက်ရှိမင်းလာခြေရွာတဲကလက်နက်ကြီးကြီးတွေထိမှန်ခဲ့တဲ့ပြည်သူပိုင်နေအိမ်ခုနှလုံးလဲမိလောင်ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ